မြစ်တက်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ယနေ့ညမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာတာတေးရေးသားထားတဲ့မဖဲဝါရဲ့မဖဲဝါအမည်ရတဲ့ပြရလောကဇာတ်လမ်းကောင်းရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ဒီတော့ကတော့စီစဉ်လေးဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ။ ညာဆောင်လေဗျာဘလောက်အေးရဲဆိုတာကြုံမကြမကြပြောဖို့ပါတယ်အပြင်မှာဘလောက်အေးအေးကြောက်ရင်ထဲမှာမီးရွေတောက်လို့ဗျကြုံလှရင်ကိုဘလောက်ချစ်တယ်ဆိုတာခမရသိပါတယ်ဗျာခမရစဉ်းစားကြည့်ဗျာရင်နဲ့အမျှချစ်တဲ့ချစ်သူအတ္တမကချစ်ရတဲ့ချစ်သူဘဝနဲ့ထပ်တူချစ်ရတဲ့ချစ်သူဘဝဆုံးနိုင်မခွဲပဲအတူနေမယ်လို့ရည်စူးထားခဲ့တဲ့ချစ်သူအဲ့ဒီချစ်သူဟာကြုံမျက်နှာကိုစိုက်ကြည့်ရင်းနဲ့နောက်ဆုံးထွက်သက်ကိုရပ်တန့်သွားခဲ့တယ်။လှရင်မျက်နှာလက်လာလေးကိုစိုက်ကြည့်ရင် ကျုံမျက်လုံးနဲ့ရမျက်ရည်စက်တွေကလှရင်ရဲ့မျက်နှာပေါ်ကိုတပတ်ပေါက်ကျခဲ့ရတယ်။အသက်ဝိညာဉ်ကင်းမဲ့နေပေမဲ့လှအမြဲတမ်းလှနေတဲ့လှရင်ရဲ့မျက်နှာလေးဟာကျုပ်ရဲ့မျက်ရည်တွေနဲ့ရွှဲဆိုလို့ကြောက်ခဲနဲ့တန်မဏိလည်းငိုကြတယ်။ဗန်မွေကကျုပ်တငယ်ချင်းတွေလည်းငိုကြတယ်။ကျုပ်ကိုခင်မင်တဲ့လူတွေရောလှရင်တော့မိသားစုကိုစုံမျိုးကဝေမျိုးဆိုပြီးအဖတ်မလုပ်တဲ့သူတွေပါငိုကြတယ်။ဒီဘဝမှာမပေါင်းဖက်ရပဲတေကွဲကွဲသွားရတဲ့ကျုပ်နဲ့လှရင်ရဲ့အဖြစ်ကိုမကြည့်ရမမြင်ရအောင်ဖြစ်ကြရပြီပေါ့ဗျာ။ လှရင်ကိုတကြိုပြီးတော့ပံမွေးကုန်းသားတွေရောထဏောင်းကုန်းသားတွေရောကျုပ်ကိုနှစ်တင်ကြအားပေးကြပါတယ်။ဘသူတွေဘလို့ပဲပြောပြောကျုပ်ရင်ထဲမှာတော့ပူလောင်နေမြဲပါပဲ။အဘနဲ့အမေကလည်းကျုပ်ကိုဖြောင်းဖြားကြပါတယ်။တောကမီတွေတမြင့်မြင့်လောင်နေတော့အစားမမှန်အိမ်မှန်ဖြစ်ပြီးတော့လူလည်းပိန်ချုံလာတာပေါ့ဗျာ။ဘယ်ချိန်မဲကြည့်ကြည့်ငကားဆေးပေါ်လိုက်တတို့နဲ့ငိုင်းတွေးနေတာပဲတွေ့နေရတော့ကျုပ်တဲ့င်းကိုကျုပ်စီရတော့ကြားသွားတော့တာပေါ့ဗျ။ပုတ်ပါရုံကြောင့်ကကျုပ်စီရတော့လေ။စီရတော့ဥကုနာကိုခင်ဗျားသိမှာပါ။ တတဲကိုကြောင်းလွတ်လိုက်ပါလို့အဘနဲ့အမေကိုမှားတယ်။တခြားသူတွေနေလည်းမှားတယ်။နောက်ဆုံးတော့ဆရာတို့ကြောင့်အကျုပ်ရောက်ခဲ့တာပေါ့ဗျာ။တတဲလောကမှာမြဲတဲ့အရာဘာရှိတုံးကွာ။တုတ်ကဆရာတော်ဝိချတော်ရှိသေးတယ်။ဆရာတော်ကအကျုပ်ကိုမေးရတာဗျ။မရှိပါဘူးဖေဟာ။မြဲတဲ့အရာမရှိဘူးလို့ဖယားကလည်းထပ်တလဲလဲဟောခဲ့တယ်။ငါကလည်းငါဝေနေရကိုပြန်ပြီးဟောပြတယ်။ ငါဟောတဲ့တရားတွေကိုမင်းလည်းနားခဲ့ဘူးတာပဲတာတိတရားသဘောတွေကိုအဖန်တလဲလဲတွေးစားမှာတာတိရတရားလက်လို့မနေစားမှာနဲ့ငါတပည့်ရတကမာလေးလှရင်လည်းဘဝတစ်ဘဝကိုရောက်သွားပြီပဲမင်းပူဆွေးနေလို့လည်းပြန်ရောက်လာမှာမဟုတ်တာကွာဆရာတော်ကကျုပ်ကိုတော်တော်ကြောင်တရားတွေအဆက်မပြတ်ဟောတယ်ကျုပ်လည်းအာရုံစိုက်ပြီးနားပါတယ်ဒါမဲ့ကျုပ်မျက်နှာကိုစိုက်ကြည့်ပြီးတော့အသက်ကုန်သွားတဲ့လှရင်ရဲ့မျက်နှာလေးကကျုပ်မျက်လုံးလေးထဲမှာအမြဲပေါ်နေတာခတ်တယ်ဗျာ မျက်စိမိတ်ထားတဲ့အချိန်ဆိုရင် မျက်လုံးထဲမှာပေါ်နေတယ်။မျက်စိဖွင့်ထားတဲ့အချိန်ဆိုရင်ကြုံနှလုံးသားထဲမှာပေါ်နေတယ်။အိုးကုံကုံပြောမယ်ဗျာ။အသက်ရှူတိုင်းကြုံလှရင်တတိယနေတာဗျ။ဆရာတော်ကြောင့်ပြန်ရောက်ခရေကကြုံတွေးတယ်။အဆက်မပြတ်တွေးတယ်။ကြုံဘလို့မှဆက်မခံစားနိုင်တော့ဘူးဗျာ။ဆရာတော်ဟောလိုက်တဲ့တရားတွေကိုကြုံစဉ်းညင်ပါတယ်။ဒါမဲ့ကြုံရင်နေရတော့ကတွေကရော့မသွားခဲ့ဘူးဗျာ။ကြုံစိတ်ဆင်းရဲနေရတွေ့တော့အဘနဲ့အမေလည်းစိတ်မချမ်းသာဘူးပေါ့ဗျာ။ တငယ်ချင်းတွေကလည်းကျုပ်ကိုလာခေါ်ကြပါတယ်။စိတ်ပြေလက်ပြောက်ဖြစ်အောင်ထန်းတော့ခေါ်ကြတယ်။ကျုပ်လည်းလိုက်တာပါပဲ။ထန်းရင်တော့လည်းမူးတာတက်တက်လွမ်းတာတက်တက်ပါဗျာ။နောက်ဆုံးတော့ကျုပ်ဆုံးဖြတ်လိုက်ပါပြီ။လရင်မရှိတဲ့ဘဝမှာကျုပ်ဆက်ပြီးမနေတော့ဘူးဗျာ။အဖန်905ကဘာခံရရင်လည်းခံရပါစေတော့။တတရဆုံးဖြတ်ပြီးပြီဆိုရင်တကယ်လောက်တဲ့လူဆိုတာခမရလည်းသိမှာပါ။နေ့လေတည်းကထန်းတော်ကိုတင်းညိုင်းထဲမှာမကြီးပင်ကြီးတစ်ပြုံလည်းကြည်ထားတယ်။တက်လို့လည်းလွယ်တယ်။တိတ်လည်းမမြင်ဘူး။ မကြီးကိုင်းတွေကလည်းတော်တော်ကြီးတယ်။အဘနဲ့မေကအိယာဝင်သွားတော့မှကျုပ်အိယာဝင်ခဲ့တယ်။အဲ့လိုတော့ဘယ်ပြောမှာတော့ဗျာ။ဒီအချိန်တွေကလူဘဝမှာကျုပ်နောက်ဆုံးနေရမယ့်အချိန်တွေလေ။တော်တော်ကြတော့အဘနဲ့အမေအိပ်ပျော်သွားတဲ့အတန်အောင်ကြားရတယ်။တနေ့လုံးအလုံးနဲ့လက်နဲ့မပြတ်အောင်လုပ်ကြတော့လေညရောက်ရင်နင်းနေချစ်ချာအိပ်တော်တာပါဗျာ။အဘဟောက်လို့အမေကတရှူးရှူးနဲ့အသက်ပြင်းပြင်းရှူလို့ဗျ။အဘနဲ့အမေကိုကျုပ်ရှစ်ခိုးလိုက်တယ်။ကျုပ်ဆရာကြီးတွေကိုရီမှန်းပြီးတော့လဲကျုပ်ရှစ်ခိုးတယ်။ ပြုတ်စရာတော့ဥကုနာရောအရင်ဆုံးရှစ်ခိုးတာပေါ့ဗျာပြီးတော့အိမ်တကားကိုဖြည်းဖြည်းလေးဖွင့်ပြီးတော့လေကားကနေဖောဖွာလေးဆင်းလာခဲ့တယ်အေးလိုက်တဲ့ညဗျာအသေးသေးထီကိုစိတ်နေတာဗျကျုပ်နွားတင်းကိုဘက်ကိုလာပြီးတော့နွားကြီးနှကောင်ကိုဖတ်ထားလိုက်တယ်ပြီးတော့ဒီကောင်ကြီးတို့နန်းလိုက်တယ်နွားကြီးနှကောင်ကတော့ကျုပ်ကိုအံ့ဩပြီးကြည့်နေတာပေါ့ဗျာမင်းတို့နဲ့ကဒီဘဝမှာတိလောက်ပဲရေစပ်ပါခဲ့လို့ပေါ့ကွာအဘနွားကြီးတွေကကြုတ်ရောအဘရောဂူးဆိုင်ထားတော့တကယ်နွားဖေးကြီးတွေပေါ့ဗျာ ဒီကောင်ကြီးနဲ့ကောင်အကျုပ်ကိုပြန်နှမ်းကြတယ်ဗျ။တင်းကုတ်တိုင်းမှာခြိထားတဲ့ကျိုးခွေကိုကျိုးဖြတ်ယူလိုက်တယ်။ပတ်စံရှော်နဲ့ကျစ်ထားတဲ့ကျိုးကျုပ်ကိုယ်တိုင်ကျစ်ထားတာ။နွားချီတဲ့ကျိုးပေါ့ဗျာ။အခုတော့ဒီကျိုးကကျုပ်ရဲ့တောကမီးတွေကိုညှိပေးမဲ့ကျိုးဖြစ်သွားပြီပေါ့။ဝိုင်းတကောက်အတမမီအောင်ဖွင့်ပြီးတော့အပြင်ထွက်လိုက်တယ်။တဲရောင်ပြပြလေးလင်းနေတဲ့လမ်းပေါ်မှာကျိုးလျှောက်လာခဲ့တယ်။လက်ထဲမှာလည်းကျိုးခွေတစ်ခွေကင်လို့ပေါ့ဗျာ။ရွာနောက်ပိုင်းတိလျှောက်လာပြီးတော့အနောက်ဘက်တကားကနေရွာပြင်ကိုထွက်လိုက်တယ်။ ထဏောင်းကုန်းတရွာလုံးအိမ်မောကြနေတဲ့အချိန်ဆိုတော့လမ်းပေါ်မှာခွေးတောင်မရှိဘူးဗျ။ရှင်းတော့ထဏောင်းကုန်းကခွေးတွေကကျုပ်ကိုဟောင်းမှမဟုတ်ဘူးဗျ။ဒီကောင်တွေကကိုရွာသားရဲ့အနံ့ကိုတိပြီးသားလေဗျ။လူစိမ်းမဟုတ်ရင်ဟောင်းတဲ့ကောင်တွေမဟုတ်ဘူးဗျ။ကျုပ်ရွာပြင်ရောက်တော့ရွာလေးကိုကျုပ်လှည့်ကြည့်မိတယ်။အဘနဲ့အမေကိုကျုပ်တတိရတယ်။ကျုပ်မျက်လုံးထဲမှာမျက်ရည်တွေပြည့်ပြီးတော့စီးကြလာတယ်။နောက်ဆုံးထွက်တဲ့အထိကျုပ်ကိုစိုက်ကြည့်နေတဲ့လှရင်ရဲ့မျက်နှာလေးကိုမြင်လာတယ်။ကျုပ်အန်ကိုတင်းတင်းကြိတ်လိုက်တယ် မင်းမရှိရဲ့ဘဝမှာဘလို့မှနေလို့မရတော့ဘူးလာရင်ရဲ့တန်နေရမှာမင်းနဲ့ပြန်ဆုံချင်းလိုက်တာကွယ်တုတ်ပါဘွားမြင့်ရီတွေကကြလာတယ်ဒီဘဝမဆုံခဲ့ရပါပဲတန်နေရဘဝဆက်တိုင်းမှာမင်းနဲ့ပြန်ပြီးတော့စုံတွဲခွင့်ရတိုင်းချစ်သူတွေဖြစ်ရပါစေချစ်တိုင်းလည်းပေါင်းဖက်ရတဲ့သူတွေဖြစ်ရပါစေလို့ငါဆုတောင်းပါတယ်လာရင်ရဲ့ခြေနှောင်းကုန်းတင်းကြိုင်းနဲ့ကိုအကျုပ်ဝင်လာခဲ့တယ်အုတ်ကူတန်းအဆုံးကမကြီးပင်ကြီးရှိတဲ့စီကိုအကျုပ်တမ်းပြီးရှောက်လာတယ် အစိုးကတ်တူတူပြင်ဝင်လိုက်ပြီးတော့မကြီးပင်ပေါ်တက်လိုက်တယ်။မြေကြီးကနေဆယ်ပေလောက်မြင့်တဲ့တိကိုင်းမှာလွားကြီးရဲ့ကျိုးကိုချီလိုက်တယ်။တိကိုင်းကထွာဆိုင်လောက်ရှိရဲ့။ကျိုးကိုတေးချခံအောင်ချီပြီးတော့မှကြံတဲ့ကျိုးစားကိုကျိုးခွင်းလောက်လိုက်တယ်။ကွင်းလျှောပေါ့ဗျာ။အဘနဲ့အမေကျုပ်ကိုခွင်းလွန်ကြပါဗျာ။အဘနဲ့အမေကိုကျုပ်နောက်ဆုံးကတော့ပြီးတော့ကျိုးခွင်းကိုလဲပြီးမှဆွတ်လိုက်တယ်။ကျိုးခွင်းကိုလဲပြီးမှတင်းလိုက်တယ်။ဟာကြီးရေပြိုကုန်ပြီ။ ညာငတ်ကြီးတွေလည်းလန့်ပြီးပြန်ကုန်ကြပြီလူတယောက်တက်သေးတော့မှပြတဲ့နမိတ်တွေဖြစ်မှာပေါ့ဗျာစရရင်ငါဘလို့မှမခံစားနိုင်တော့ဘူးကွာမကြီးတိုင်းကြီးပေါ်ကနေကြိုးကိုကင်ပြီးတော့ခုံချဖို့ပြင်လိုက်တယ်ခုံပြီကြုတ်ခုံချလိုက်ပြီဗျဟာကြုတ်မြေကြီးပေါ်ပြုတ်ကြတာဗျမကြီးတိုင်းမှာတေးချခိုင်အောင်ခြေရတဲ့ကြိုးကဘလို့ဖြစ်ပြီးပြုတ်ကြရတာတော့တင်းညာအဲဲမြေဆိုတော့ကြုတ်ဘယ်နာမှာတော့ဗျာ မကြီးကိုင်းကြီးကိုကျုံမော့ကြည့်တယ်။ကျိုးရီအကုန်လုံးပြုတ်ကျလာတာဗျ။ပြုတ်ကျတာမဟုတ်ဘူး။ကျုပ်လည်းပဲမှာစွန့်နေတဲ့ကျိုးခွင်းကိုဖြုတ်လိုက်တာ။တာတေးကျိုးကိုငါဖြုတ်ချလိုက်တာ။အတန်ကြားတဲ့ကျုံနောက်ကျောဘက်ကိုစက္ကနဲလှည့်ကြည့်လိုက်တယ်။အုတ်ကူတလုံးပေါ်မှာမတက်ရက်နေတဲ့မဖဲဝါကိုကြည်ရောင်အလင်းပြော့ပြော့လေးနဲ့ကျုံမြင်လိုက်ရတယ်။ထမိန်အဝါအင်းကြီးအဝါသပင်ဖားလျားချလို့နားပေါ်မှာအဝါရောင်အော်လံပန်းလေးတစ်ပွင့်လည်းပန်းထားတယ် ကျောက်အရွယ်လောက်ရှိတဲ့ကောင်မလေးတယောက်ပုံစံဖန်ဆင်းထားတာဗျ။ဘာဖြစ်လို့ကျိုးကိုဖျက်ချလိုက်ရတာတော့မဖဲဝါရဲ့။ကျုပ်တည်ခြင်းလို့ပါဗျာ။လှရင်စိတ်နဲ့ကျုပ်ဘလို့မှနေလို့မဖြစ်တော့လို့ပါဗျာ။ငိုချင်တဲ့စိတ်ကိုထင်းရင်နဲ့ကျုပ်ကမဖဲဝါအောင်ပြောလိုက်တယ်။နင်တည်လို့မဖြစ်သေးပါဘူးတာတေးရဲ့။နင့်မှာလှုပ်ဆရာတွေအများကြီးရှိသေးတယ်။အထက်ဆရာကြီးတွေကလည်းနင့်ကိုလိုလားကြတယ်။ဒါပေမဲ့ကျုပ်မှာစက္ကန့်လတ်မလတ်ခံစားနေရတယ်မဖဲဝါရဲ့။ ကျုပ်ကခေါင်းမော့ပြီးတော့မဖဲဝါကိုပြောလိုက်တယ်။မဖဲဝါက "तू မတက်ရက်နေတဲ့အုပ်ကူပေါ်မှာပဲထိုင်လိုက်တယ်။တန်နေရမှာလှရင်နဲ့နေနဲ့ဘဏ္ဍာခါစုံပြီးဘဏ္ဍာခါတေကွဲကွဲပြီးကြပြီပဲဆိုတာဘသူကအတိအကျပြောနိုင်မှာတော့တည်။ကျုပ်လည်းအုပ်ကူနေနေတလုံးပေါ်တက်ထိုင်လိုက်တယ်။မဖဲဝါနဲ့ကျုပ်နဲ့ကအုပ်ကူသုံးလုံးလောက်ချားနေတာပေါ့ဗျာ။အဲ့ဒါတွေတက်ကျုပ်အခုအရန်ခံစားနေရတာကိုဆက်ပြီးမခံစားနိုင်တော့လားဗျာ။လောကကြီးမှာဒီလိုအဖြစ်မျိုးတွေဟာ နင်တယောက်တည်းခံစားနေရတာမဟုတ်ပါဘူးတတေနင်ချစ်သူလှရင်ကနင်အတွက်အသက်ပေးသွားခဲ့တာမဟုတ်ပါဘူးသူ့ဟာသူပညာပြိုင်ရင်နဲ့တေးသွားတာပါငါဆိုရင်ငါချစ်သူဟာငါအတွက်အသက်ပေးသွားခဲ့ရတာငါရှိမှလည်းရန်သူတားချင်နဲ့တေးခဲ့ရတာလွတ်အောင်သာပြေးပြီးတော့နမရေမင်းတို့နောက်ရန်သူတွေမလိုက်နိုင်အောင်ကာထားပေးမယ်ကွအဲ့လိုအော်ပြောလိုက်တဲ့ငါချစ်သူရဲ့အတန်အောင်အခုပြန်တွေးရင်ငါနားထဲမှာကြားနေတော့မှာပဲတတေမဖဲဝါရဲ့ချစ်သူဆိုတာဘယ်သူတော့ ။ "तू อ่ะမဖဲဝါအတွက်အသက်ဆွန့်သွားတာ။ဟုတ်လား။ပြီးတော့သူ့ရဲ့ရန်သူတွေဆိုတာဘယ်သူတွေတုံးဗျ?"တတိချစ်သူဆိုတာငါလူဘဝတော့ငါချစ်သူကိုပြောတာ။ငါနဲ့ငါအကူနဲ့အာကုသူတွေများလို့လို့ဒီဘဝဆိုကြီးကိုတည်ပြီးမှရောက်လာတာမဟုတ်ဘူး။အရှင်လက်လက်အစိမ့်တည်းရဲ့ဘဝကိုကူးခဲ့ကြတာ။ဒါကြောင့်ငါတို့အဖို့ကတော့အရင်ဘဝနဲ့အခုဘဝကတဆက်တည်းဖြစ်နေတာ။ငါရဲ့ချစ်သူဆိုတာငါ့ကိုအမှုထမ်းခဲ့တဲ့ပြည်မျိုးစားရဲ့ရဲမက်တွေတည်းကဘုံမင်းတစ်ယောက်ပဲ။ သူ့နာမည်ကမင်းညိုတဲ့ပုံမင်းညိုလို့ခေါ်ကြတယ်။ပြည်မျိုးသားသူ့ရဲ့စစ်အင်အားကိုအမြဲတိုးချဲ့နေတာ။ငန်းချစ်သူကိုမင်းညိုကတိတ်ပင်မန်းတာ။များများလာတဲ့ရဲမတ်တွေကိုစနစ်တကျတပ်တွေဖွဲ့ပြီးတော့အုပ်ချုပ်ရတယ်။ဓာခုတ်လှန်ထိုးစစ်ချီစစ်တပ်ပညာတွေတင်ပေးရတယ်။ချစ်သူဆိုပေမဲ့ငါနဲ့ကတွေ့ရတဲ့အချိန်ကတော်တော်နှဲခဲ့တာပါ။ဒါပေမဲ့တယောက်နဲ့တယောက်ကတိတ်ချိတ်ခဲ့ကြတာဒါတည်းရဲ့နင်းနဲ့လှရင်ချစ်ကြတယ်လို့ပါပဲဟာ။ မဖဲဝါရဲ့အကြောင်းလေးကိုကျုပ်နည်းနည်းမှမသိခဲ့ဘူးဗျတကယ်လို့မဖဲဝါအနေနဲ့ပြောခွင့်ရှိရင်ကျုပ်ကိုပြောပြပါလားမဖဲဝါကို့အကြောင်းကိုပြောတာပဲပြောခွင့်ရှိပါတယ်တာတည်းနင်သိချင်ငါပြောပြပါမယ်ဘာကြီးတော်လက်ထပ်ပေါ်တာတည်းအင်းဝါအနေအမရပူရာကိုမပြောင်းရသေးဘူးဘာကြီးတော်ရဲ့ကျမ်းမာရေးကမကောင်းဘူးလို့ကြားရတယ်ကျမ်းမာရေးမကောင်းဆိုတာဘာကြီးတော်မှာစိတ်ရောဂါဖြစ်နေတာစိတ်နောက်နေတာပေါ့နင်ဘာကြီးတော်ကိုရောသိလား ပါကြီးတော်ဘရင်ကကောင်းမောင်မင်းဆက်မှာခုနှစ်ဆက်မြောက်ဘရင်လေဇကိုင်းမင်းသားနဲ့ဘရင်ဖြစ်လာတာဗောဒါတည်းရဲ့ဇကိုင်းမင်းသားအိမ်ရှိဆံဘဝမှာတည်းကသူ့ရဲ့ကိုလို့တော်မင်းတို့ကိုတဘောတော်ကြနေရဟဲ့သူဘရင်ဖြစ်တော့မင်းတို့ကိုမိဖုရားကောင်ကြီးမြောက်တယ်အကမဟေတီဆိုတာကမင်းမျိုးမင်းနွယ်ဖြစ်ရမယ်လို့နန်းနွေးပညာရှိတွေကဝိုင်းပြီးတော့ပြောကြဆိုကြပေမဲ့ဇကိုင်းမင်းသားကလက်မခံမင်းနဲ့မင်းတို့ကိုဇုအတင်အကမဟေတီမိဖုရားကောင်ကြီးတင်မြောက်ပြီးတော့ဗိတ်သိက်ခံခဲ့တာမင်းတို့ကမောင်နှမနှစ်ယောက်ရှိတာ သူ့အကူအမောင်အိုတဲ့တာရဲ့သူတို့ဖေဟာအတင်းတော်ရဲ့ထောင်မှုကြီးလေဒီတော့မင်းမျိုးမင်းနဲ့မဟုတ်ပဲနဲ့မင်းမူတန်းအနယ်ဖြစ်နေတာပေါ့ထောင်မှုသမီးမေနူးကိုလက်အုပ်ချပြီးရှစ်ခိုးရမအောင်နန်းရွေးရဝင်ကြီးတွေအမတ်တွေကစိတ်မသက်မသာဖြစ်ကြတာပေါ့တာအိုတည်တဲ့မေနူးကလည်းသူ့မိဖုရားကောင်ဖြစ်တဲ့အချိန်မှာအာနာစွမ်းပြရတာပေါ့တာဒီရဲ့ပါကြီးတို့ကလည်းမေနူးကိုချစ်လေတော့မေနူးလိုချင်တဲ့အခွင့်အရေးတွေပေးရင်ပေးရင်နဲ့ဘရင်ကနောက်ရောက်သွားပြီးတော့ မဲနုနဲ့သူ့အကိုမောင်ဝဝတိုင်းမျိုးကိုထင်တိုင်းချက်လေတော့တာပေါ့ဟဲ့မောင်ဝကိုနန်းလွင်မှာရောအပြေမှာပါမင်းသားကြီးမောင်ဝလို့ခေါ်ကြရတယ်အင်းဝတက်တယ်ကိုအုပ်ချုပ်တဲ့သူတယောက်ဖြစ်လာတာပေါ့ဟာဒီအချိန်မှာဘာကြီးတော်ကဆက်ရောဂါဖြစ်လာတော့နမ်းမတော်ကြီးမဲနုနဲ့သူ့အကိုမင်းသားကြီးမောင်ဝတို့ကဘရင်အာနာအားလုံးအတုံးချပြီးတော့ချဲလေချင်တိုင်းချဲလေတော့တာပေါ့ဒီအချိန်မှာငါ့ကိုကိုကျန်စစ်ကပြည်မြို့သားရဲ့ဆေးရော်လေမြို့သားကမင်းရဲ့ဒိဗ္ဗလို့ပွဲပေးတာလေငါနာမည်ကတဲဥတဲ့ တို့မှာမောင်နှမနှစ်ယောက်ပဲရှိတာငါငါ့ကိုအဖေလိုအကိုလိုချစ်တယ်လို့ငါ့ကိုကလည်းငါ့ကိုတယောက်တည်းရှိတယ်နှမလေးဆိုပြီးတော့ချစ်ရှာပါတယ်မျိုးသားရဲ့အိမ်တော်နဲ့မနီးမဝေးမှာပဲငါတို့မောင်နှမနေရတာဒီမာရင်က မျိုးသားရဲ့တက်ထရာဒါရီလှန်ရီမြင်းရီကျွမ်းတဲ့ဗိုလ်မင်းညိုနဲ့ရင်ခံခဲ့တယ်ကိုမင်းညိုကမျိုးသားအားထားရတဲ့ဗိုလ်မင်းတယောက်ပေါ်တာတည်းငါ့ကိုအတော်လေးချစ်ရှာပါတယ်ငါလည်းကိုမင်းညိုကိုချစ်တယ်အင်းဝရွှေမျိုးတော်ရဲ့နန်းတွင်အရေးရလေတနေ့တခြားဆိုးဆိုးလာတယ် မင်းသားကြီးမောင်အိုနဲ့နမ်းမတော်မင်းနှုတို့ကလည်းတားတဝင်းဝင်းနဲ့အုပ်ချုပ်နေတဲ့အချိန်အိမ်ရှိဆန်တာယာဝတီမင်းကလည်းအေးမတာတော့မလှုပ်ဝင်းမင်းနဲ့ငြိမ်ခံနေရတဲ့အချိန်ပေါ့ဟဲ့မျိုးသားကြီးတွေနေသားကြီးတွေနဲ့မင်းသားကြီးမောင်အိုနဲ့ကလည်းအဆင်မပြေရအောင်ငကိုတွေကမင်းမျိုးမင်းတွေမဟုတ်တဲ့သူတွေကပြင်းထန်တဲ့အမိန့်တွေပေးပြီးဘရင်အမိန့်လိုလှုပ်လာတဲ့အခါနေရီမှာမင်းမိန့်ကအာခန္ဓာမျိုးတွေတောင်ရှိလာကြတာပေါ့တာတီဒီအချိန်မှာပြည်မျိုးသားရဲ့အိမ်တော်ကြီးမှလည်းမျိုးသားရဲ့တစ္ဆာရှိအမှုတန်းတွေကောင်းချင်းရိုက်ပြီးတော့တီးတိုးစကားစံတွေထွက်လာခဲ့တဲ့အချိန်ပေါ့ နှမကြီးမတဲဦးမောင်ကြီးပြန်ရောက်လာပြီဟဲ့လာပြီမောင်ကြီးရေနှမရှိပါတယ်မောင်ကြီးရဲ့အိမ်နောက်ဘက်မှာဟင်းရွက်ကလေးတင်နေလို့ပါအော်အေးအေးနို့နေပါဦးနှမရဲ့ဒီရက်ပိုင်းထဲမှာဗိုလ်မင်းညုံနဲ့နှမနဲ့တွေ့ကြသည်လားကွမောင်ကြီးကလည်းကိုမင်းညုံနဲ့ငါနဲ့ကိုသဘောတူတယ်လေတာတီရဲ့ဒါပေမဲ့မောင်ကြီးကအခုလိုမျိုးရုတ်တရက်ကြီးမေးလာတော့ငါရှက်သွားတော့ဗောဟဲမောင်ကြီးကိုကြည့်ရတာမျက်နှာလည်းမကောင်းဘူးဟဲ့ တနေ့ကောင်အလုပ်တွေပြင်မှန်းနေလို့လားလို့စိုးရင်စိတ်နဲ့ငါမေးလိုက်တယ်။မောင်ကြီးကိုကြည့်ရတာမျက်နှာလည်းမကောင်းပါလားမောင်ကြီးရဲ့။အိမ်တော်ကြီးမှာအလုပ်တွေတိတ်များနေလို့လား။ပြီးတော့ကိုမင်းညိုမေးတာအကြောင်းကိစ္စများရှိလို့လားမောင်ကြီး။နှမနဲ့ကိုမင်းညိုနဲ့မတွေ့တာတော်တော်ကြာသွားပြီမောင်ကြီးရဲ့။ကိုမင်းညိုလည်းအလုပ်တွေတော်တော်များနေပုံပဲ။ခါတိုင်းဆိုရင်အလုပ်များနေကြရပဲနှမစီကိုရောက်လာတတ်တယ်။ဒီတခါတော့ရောက်ကုန်မလာတော့ဘူးမောင်ကြီးရဲ့။ငါပြောလိုက်တော့မှမောင်ကြီးမျက်နှာပိုပြီးတော့တီသွားသလိုပဲ။တခုခုလေးလေးနက်နက်စဉ်းစားနေတယ် ဘာရီများဒီလောက်တွေးနေတာတော့မောင်ကြီးရဲ့ကိုမင်းညုံများနှမအပြင်တခြားရီစားတနာရှိနေတယ်လို့များကြားလို့လားမောင်ကြီးရဲ့အာမဟုတ်တာနှမရဲ့ပိုမင်းညုံကဒီလိုလူမျိုးမဟုတ်ပါဘူးကွသူ့မှာရီစားတနာရဲ့လို့နှမတယောက်ပဲရှိတာပါနှမကလည်းပိုမင်းညုံကတော်တော်နှစ်နှစ်ကကရှိပုံပါပဲမောင်ကြီးကိုယ်တိုင်နှမကိုပိုမင်းညုံနဲ့သဘောတူထားတာပဲကြည်လေအခုမောင်ကြီးတွေ့တာတိုင်းရေးပြည်ရနဲ့ဆိုင်တဲ့ကိစ္စတွေပါနှမရဲ့ရှင်နန်းတော်ကြီးကဘလို့အမိတ်တွေများရောက်လာလို့တော့တွေးနေရပါ ရွှေနန်းတော်ဟာအမိန်တွေစာကြုံတွေရောက်လာရင်မောင်ကြီးသိရတယ်ပဲမလားမောင်ကြီးကမျိုးသားရဲ့ဆေးရတော်ကြီးမဟုတ်ဘူးလားမောင်ကြီးရဲ့အာဒီလိုမဟုတ်ပေဘူးကွရွှေနန်းတော်ကြီးကလာတဲ့အမိန်တွေထဲမှာတချို့အမိန်စာကြုံတွေကမြင်းတဲ့ကျော်ကိုရန်ရောက်လာပြီးတော့မျိုးသားနဲ့နှစ်ကိုယ်တည်းတွေ့ပြီးတော့နှစ်ကိုယ်ကြားလျှောက်ထားရတာတွေရှိတယ်နမရဲ့ဒီလိုအမိန်မျိုးတွေဆိုရင် မောင်ကြီးမှကြားနာခွင့်မရှိပါဘူးကွအခုတလောရွှေနန်းတော်ကြီးမှလည်းဘာတွေဖြစ်နေတယ်မသိပါဘူးမြင်းတီကျော်တွေခက်ဆက်ဆက်ရောက်လာပြီးတော့ မျိုးစားလည်းမျက်နှာတိတ်မကောင်းဘူးနှမရဲ့တက်ဖို့တက်မင်းတွေအိမ်တော်ကြီးကိုခဏခဏရောက်လာပြီးတော့မျိုးစားရဲ့လှုပ်ဝအခန်းကြီးထဲမှာစီးဝေးတိုက်မြင်ကြတယ်။ဒါကြောင့်နှမများပုံမင်းညိုနဲ့တွေ့သေးလားလို့မေးတာပါ။တွေ့တဲ့အခါများပုံမင်းညိုကနှမအောင်များတခုခုပြောလေသလားလို့မေးမိတာပါကွယ်။အော်ဒါကြောင့်လား။မတွေ့မိပါဘူးမောင်ကြီးရဲ့။နှမလည်းတွေ့တော့တွေ့မိတယ်။အရေးကြီးတဲ့ကိစ္စတွေပေါ်နေလို့ဖြစ်မယ်လို့။ဒါမဲ့မောင်ကြီးရဲ့ကိုမင်းညိုကနှမနဲ့တွေ့ရင်တော့မှ နင်းရီစိုးရီတွေပြောလို့မရှိပါဘူး။အင်မတန်မှနှောက်လုံတာမောင်ကြီးရဲ့။အဲ့ဒါယောက်ျားကောင်းနေတဲ့လက္ခဏာပဲနှမရဲ့။မင်းနဲ့နီနီဆက်ဆက်နေရတဲ့မင်းမူတန်းတွေဆိုတာနှောက်လုံမှဖြစ်တာ။ကဲဒါဆိုရင်လည်းမောင်ကြီးရေမိုးချိုးလိုက်အောင်ပဲကွ။နှမရောဘာဟင်းနဲ့ချက်နေတာတော့ကွ။မောင်ကြီးကြိုက်တဲ့ငါးပင်လင်းချက်တယ်။ခြံစီရိုးကအရွက်ဆုံကြော်ထားတယ်။ပြီးတော့ပင်းဟင်းလေးတစ်ခွငပိရဲ့ကျုံနဲ့အတူမြုပ်လေးလည်းပါတယ်မောင်ကြီးရဲ့။ဟာနမရဲ့ မောင်ကြီးပြင်းနှမပြောတာကိုကြားရတာနဲ့တိုက်ပူစားတော့တာပဲကွယ်။ကဲကဲရေမြမြန်သွားချိုးလိုက်အောင်မယ်။ချိုးတော့မောင်ကြီးရေနှမလည်းဟင်းလင်းနှွေးပြီးတော့ထမင်းမွဲပြင်လိုက်အောင်မယ်။မောင်ကြီးရေချိုးပြီးတော့ငါထမင်းမွဲအစင်တင်းနဲ့စောင့်နေခဲ့တယ်။နှမရေမစားသေးဘူးလား။တခါတည်းစားလေနှမရေ။မောင်ကြီးအရင်စားနေမှာနှမတိတ်မစားသေးလို့နေ့လျာမုတ်တွေစားတာများသွားလို့ပါမောင်ကြီးရေ။မောင်ကြီးကငါချက်ထားတဲ့ထမင်းဟင်းတွေကိုမြင်ရင်ရှက်ရေစားရှာပါတယ်။ မသေးဦးရေနှမမောင်ကြီးမင်းညိုပါဟာဘုံမင်းညိုပါလားအသက်ရှင်ဦးတော့မှာပဲတွားပါနှမရဲ့တကားမြန်မြန်ဖွင့်ပေးလိုက်ပါကွယ်ငါတွားပြီးတော့တကားဖွင့်ပေးလိုက်တော့ကိုမင်းညိုကခတ်တော်တော်အိမ်ထဲကိုဝင်လာပြီးတော့နောက်ဘက်ကိုတစ်ချက်လှည့်ကြည့်တယ်ဘာကိုကြည့်တာတော့ကိုမင်းညိုရဲ့ငါကမေးလိုက်တော့ကိုမင်းညိုကကောင်းခါပြီးပြောတယ်ဘာရယ်လို့မဟုတ်ပါဘူးနှမရဲ့ဒီအချိန်မှာအရာရာကိုတတိထားပြီးနေရတာပါ မောင်မင်းညိုလားကွယ်ပြုတ်လေအခုပဲစားရောင်ရှိသေးတာတခါတည်းဝင်စားကဲနမမောင်မင်းညိုတို့ထမင်းကူးကြီးကွယ်ကိုမင်းညိုကလည်းမောင်ကြီးရဲ့ထမင်းဝမ်းမှာတခါတည်းဝင်ထိုင်နေကြည့်ရတာကိုမင်းညိုကလည်းမောင်ကြီးနဲ့တခုခုပြောစရာရှိနေပုံပဲဒါတည်းရဲ့မောင်ကြီးနဲ့ကိုမင်းညိုလည်းထမင်းတူစားရင်းနဲ့စကားပြောကြတယ်ငါကတော့ဘေးမှာထိုင်ပြီးတော့ထမင်းထဲဟင်းထဲလှုပ်ပေးရတာပေါ့ဟာအကိုကျန်စစ်အိမ်တော်ထဲမှာအခြေအနေတွေဘယ်လိုရှိတော့ ကိုမင်းညိုကပဲစပြီးမေးတာဟဲ့ဒီတော့မောင်ကြီးကကောင်းချိန်ပြီပြောတယ်อืมအချိန်နေရတော့ကောင်းမမပေါ်ဘူးမောင်မင်းညိုရဲ့လျှို့ဝှက်အထောက်တော်တွေကလည်းညိုစားနဲ့ဝင်တွေ့ကြတယ်တက်မင်းတွေကလည်းညိုစားနဲ့မကြမကြလာတွေ့နေတယ်အင်းဝါမြင်းတီကျော်တွေလည်းမကြမကြရောက်လာပြီးတော့လျှို့ဝှက်စာချုပ်နဲ့ညိုစားစီကိုတိုက်ရိုက်ဆက်တယ်အချိန်နေရတော့တော်တော်ထူးနေတာပဲကွ नो မောင်မင်းညိုတို့တက်ဖက်တွေမှာရောအချိန်တွေပါထူးတော့အခုကြံစည်ရေး ။ဒါ ਉਹ အပြင်တော့မပေါက်ကြစီနေဗျာ။အခြေအနေကအရေးကြီးဖြစ်နေပြီ။နမ်းမတော်ကြီးတို့မှန်မအားလုံးကိုချုပ်ကင်လိုက်ပြီလို့ကြားတယ်။အင်ရှိဆန်တာယာဝတီကိုတော့လည်းလှုပ်လို့မရအောင်ဖြစ်နေတယ်တဲ့။နမ်းမတော်ကြီးတို့ရဲ့အာနာတော်တော်ကြီးထွားလာမှမဲကိုကြံစီရဲ့။အခုချိန်မှာမျိုးသားတွေရောအတွင်းထောက်လန်းရေးတွေထားပြီးတော့စောင့်ကြည့်နေတယ်လို့လည်းကြားတယ်။အင်ရှိဆန်နဲ့အဆက်အသွယ်ရှိတဲ့မျိုးသားတွေတော့ချက်ချင်းစီရင်မဲ့သဘောရှိတယ်ဗျ။မောင်မင်းညိုရဲ့မျိုးသားတွေအားလုံးကအင်ရှိဆန်နဲ့အဆက်အသွယ်ရှိခဲ့သူကြီးပေါ့ကွယ် တချို့ကိစ္စတွေကအင်ရှင်ဆန်နဲ့အလုပ်လုပ်ကြရတာမလားမှန်တယ်ကိုကျန်စစ်ဒါမဲ့အခုခါမှာမျိုးသားတွေကိုအင်ရှင်ဆန်နဲ့မပတ်တတ်အောင်လုပ်နေတယ်အလုပ်ကိစ္စတွေအကုန်လုံးကိုလည်းနမ်မတော်ကြီးတို့မောင်နှမကပဲချုပ်ကင်လိုက်တယ်အင်ရှင်ဆန်ကအကျယ်ကျုံးနဲ့ဖမ်းမထားရုံပဲရှိတော့တယ်လို့ပြောတယ်ဗျဒီအချိန်မှာအင်ရှင်ဆန်နဲ့ဆက်သွယ်မှုလုပ်မိလို့ကတော့အင်းဝနေပြီးတော့တက်တွေချက်ချင်းရောက်လာမယ်သဘောရှိတယ်တကယ်မဆက်သွယ်ဘဲနဲ့ဆက်သွယ်ရလို့တန်တရားဖြစ်သွားရင်တော့ခက်မယ်မောင်မင်းညိုရဲ့ မျိုးသားမင်းကလည်းအခြေအနေတွေကိုအဖက်ဖက်ချင်းထွက်ထားပုံပဲကိုကြံစီရဲ့နမ်းမတော်ကြီးတို့မင်းသားကြီးမောင်အိုတို့ကလည်းအင်မတန်မှလက်တော်ချေသွားဓာတ်ထက်တဲ့လူတွေမှလားကိုကြံစီရဲ့တာယာဝတီမင်းသားလှုပ်လို့မရလို့သာညင်နေတယ်ဆိုတာတွေးမိပုံပဲဗျသူတို့ရဲ့လူရင်းလူရောမျိုးသားတွေကလွှဲရင်ကြံတဲ့မျိုးသားတွေကတာယာဝတီမင်းနန်းတတ်ဖို့လူလားကြရည်လို့တတ်မှတ်ထားတာဗျစစ်အင်ရကောင်းတဲ့မျိုးသားတွေကိုသူတို့ရဲ့အလိုကြဖြစ်စေချင်တာတကယ်လို့အလိုမကြဘူးဆိုရင်စောစောစီစီရှင်းပြချင်ပုံပဲဗျဒါမှတာယာဝတီမင်းပုံကန်တဲ့အချိန်မှာ အင်အားမများမှာပေါ့ကိုကျန်စီရဲ့နမ်းမတော်ကြီးရဲ့အစိုးရင်ဆုံးကပြည်မြို့စားလို့ကြားတယ်ကိုကျန်စီရဲ့ကျုပ်သိချင်တာတခုကိုမေးချင်လို့ကိုကျန်စစ်စီကိုလာတာဗျဟင်ဗာမေးချင်တာတော့မောင်ညိုရဲ့တကယ်လို့အင်းဝါတက်တဲ့ပြည်ကိုခြိတက်လာရင်ပြည်မြို့စားနမ်းမတော်ကြီးအလိုကြာဖြစ်မယ်လို့ထင်သလားကိုကျန်စစ်ကမြို့စားနဲ့အနီးဆုံးမှာနေတာမလို့ကျုပ်ကမေးတာပါဝေးသားပဲမောင်မင်းညိုမြို့သားမင်းကကောင်းမောင်မင်းဆက်ကိုကြည်ညိုတဲ့သူ့ွက်ကောင်းမောင်မင်းဆက်ကိုတစ္ဆာခံတဲ့သူ့ ။ပါကြီးတော့ကျမ်းမာရေးမကောင်းတဲ့အချိန်ကစပြီးတော့မျိုးစားမင်းကစည်ရည်တွေပြင်နေတာမောင်မင်းတို့သိမှာပါလေ။အော်ကျုပ်သိပါတယ်ကိုချန်စစ်။ဘာကြောင့်မှန်းတာမသိခဲ့တာ။အခုကိုချန်စစ်ပြောတော့မှပဲကျုပ်နားလည်သွားတာပါ။မျိုးစားတွေတွေ့ဆုံတဲ့အခါတိုင်းမင်းတရားကြီးကိုနမ်းမတော်ကြီးစိတ်ခတ်လို့ယူဆတာလို့အမြဲပြောကြတယ်။အစကတည်းကမဟာစီမဟာသွေးမောက်တဲ့ကြေးတိုက်ကထောင်မူရဲ့တမီအကမဟေဒီမြောက်တဲ့ကိစ္စကိုဘသူမှကျေနပ်ခဲ့ကြတာမဟုတ်ဘူးကွယ်မောင်မင်းညိုရဲ့။အခုလည်းမင်းကြီးကိုယူအောင်လုပ်ပြီးတော့ တိုင်းပြည်အာဏာကိုရအောင်ယူနေတဲ့နမ်မတော်ကြီးတို့မောင်နှမစီမှာဘယ်မျိုးသားမှကောင်းချိုပြီးဝင်မှာမဟုတ်ဘူးအထူးသဖြင့်ကျုပ်တို့မျိုးသားမင်းကတော့ကောင်းမချိုမှာတေးကြတယ်မောင်မင်းညိုဒါဆိုရင်တော့ကျုပ်တွေးရတဲ့အတိုင်းဖြစ်တော့မှာပေါ့ဗျာမောင်မင်းညိုကဘယ်လိုများတွေးရလို့တုံးကွယ်တိတ်မကြခင်မှာကျုပ်တို့တော့နမ်မတော်မင်းနူးရဲ့တက်တွေနဲ့တိုက်ကြရတော့မယ်လို့တွေးထားတာကိုကြံစေးရဲ့အဲ့ဒီလိုတွေးရတာအကောင်းဆုံးပါပဲမောင်မင်းညိုရာဇဝင်မှာပြည်မျိုးသားပုံကန်နေလို့တွင်ရစ်ခဲ့တော့မှာပေါ့ကွယ် ချိန်အားဖြင့်အတိတ်မကြာတော့ဘူးလို့ကြုတ်တော်ထင်နေကိုကြံစေရဲ့မှန်နေမောင်မင်းညိုအခုရက်အတွင်းမှာလည်းအချိန်တွေကတော်တော်ရှုပ်ထွေးနေတာအဆအဆအရာရာတတိရှိရှိနေပေါ့ကွယ်ကြုတ်အခုလာတာအရေးကြီးတဲ့ကိစ္စတစ်ခုကိုပြောဖို့ပဲကိုကြံစေရဲ့ကြုတ်တို့တွတ်ထားတဲ့အတိုင်းဖြစ်လာခဲ့ရင်ကြုတ်ကရဲမှန်လေဘာပဲဖြစ်ဖြစ်အသေးခံပြီးတိုက်ရမှာပဲကိုကြံစစ်ကနှလုံးရည်တမဆိုတော့ဓာတ်တော်ကောင်းကောင်းခုတ်တက်တာမဟုတ်ဘူးဒီတော့ကြိုးရိတ်ခါအပြည့်စုံနဲ့လေတစင်အစ်စ်ပြင်တာပဲ။ အခြေအနေမကောင်းရင်မတဲဦးကိုခေါ်ပြီးတော့အောက်ပြေအောက်ရွာကိုချစစ်နေခင်နဲ့မျိုးသားမင်းစီကိုအရောက်ပြေးပြီးတော့မျိုးသားမင်းနဲ့တွေ့ပြီးတော့ကြွအားလုံးပြောထားပြီးပြီလုတ်တင်တာအောက်ပြေမျိုးသားမင်းကလှုပ်ပေးလိုက်မယ်အဓိကတော့ကိုချစစ်တော်မောင်နှမအသက်မသေးဘူးပဲလှေဦးဘမထားမယ်ဆိုတော့နောက်တော့ကျုပ်ထပ်ပြောမယ်ကဲမတဲဦးကိုမင်းညိုပြန်တော့မယ်နော်တကြနေလို့လည်းတိတ်မကောင်းအင်းဝတချိုရီကခြေချင်းလိမ်နေပြီဒီရက်အတွင်းမှာဘသူနဲ့တွေ့တွေ့အပြောအဆိုအနေထိုင်အဆအဆအဆရေးကတတိထားနေပါမတဲဦး ကျုပ်မသေးပဲရှင်းချင်ခဲ့ရင်တော့မတ်သေးဦးတို့ရှိတဲ့စီကိုရအောင်လိုက်ခဲ့မယ်။ကဲအခုတော့ကျုပ်သွားတော့မယ်။ပြောပြောဆိုဆိုနဲ့ကိုမင်းညိုကပြန်သွားတယ်။မောင်ကြီးလည်းတော်တော်စိတ်ညစ်သွားတဲ့ပုံပဲ။ငါလည်းစိတ်ညစ်သွားတာပေါ့တတရ။နမမတ်သေးဦးအကိုတို့မှရှိတဲ့အတွင်းပစ္စည်းတွေအကုန်ထုတ်ပိုးထားပြီတော့ကွယ်။အဝိစားကတော့တော်ယုံမဲယူခဲ့။ရှေ့ဖို့ဘာဖြစ်မယ်ဆိုတာဘလို့မှကြုံမသိနိုင်ဘူးနမရဲ့။မောင်မင်းညိုစီစဉ်နာရတဲ့အတိုင်းလုပ်ရမှာပေါ့ကွယ်။ ဒီအန်ရည်ကမကြခင်ရောက်လာလိမ့်မယ်လို့မောင်ကြီးထင်တယ်နှမရဲ့မောင်ကြီးရဲ့နှမတို့ကနိုင်ကျင်လဲနိုင်မှာပေါ့မောင်ကြီးကခေါင်းခါပြီးပြောတယ်မောင်ကြီးတို့ကမျိုးသားတယောက်ရဲ့တက်လေနှမရဲ့ဟိုကလာမဲ့တက်ကအင်းဝရွှေမျိုးတော်အတက်ကွဲ့ဘလို့လုတ်ပြီးနိုင်မှာတော့ကွယ်ဒါဆိုရင်မျိုးသားမင်းကသူတို့ကြိုက်လိုက်ပြီးတော့ဆက်ဆံပေးလိုက်ပေါ့မောင်ကြီးရဲ့တာယာဝတီမင်းသားပုံကန်တဲ့အချိန်မှာတာယာဝတီမင်းဘက်ကဝင်ပါမယ်မျိုးသားတွေရောအခုခေတ်ကနှိတ်ကုန်ပါပဲ။ ယောက်ျားကောင်ယောက်ျားမြတ်တွေကကောင်းမောင်မင်းဆက်ကလွှဲရင်ဘသူအကြိုက်ကူမှလိုက်မှာမဟုတ်ဘူးကွအိမ်ရှိဆန်တာယာဝတီကိုတော့ဒါပုံကန်းနိုင်ရင်ဒီကိစ္စတွေအားလုံးကပြီးသွားတာပေါ့ကွအိမ်ရှိဆန်လည်းလှုပ်လို့မရတဲ့အခြေအနေမှာဆိုတော့အားလုံးခက်ကုန်တော့မှာပေါ့ကြက်ပြတ်မကြစီကားလာတဲ့ပြည်မျိုးကတဖြည်းဖြည်းတိတ်လာတယ်။မြို့ထဲမှာလည်းတရင်တွေကမျိုးစုံထွက်လာတယ်။မင်းသားကြီးမောင်ဦးကိုယ်တိုင်ကပြည်မျိုးထဲမှာရုပ်ဖြတ်ပြီးတော့ရောက်နေတယ်လို့လို့အင်းဝရဲမတ်တွေကမြို့ထဲမှာကုန်းတန်းအောင်ဆောင်ပြီးတော့ရောက်နေတယ်လို့လို့ တရင်းနေကားပြီးတော့ဟိုကြီးဒီကြီးနဲ့ကြီးကန်းတောင်းမောက်သွားလာနေကြတာပေါ့တာတည်းရဲ့တရက်တော့ကိုမင်းညိုနိုင်ငံနဲ့ရွှေစံတော်ဖရာမှာစုံကြတယ်ခေအချင်းနေမကောင်းတော့ဒုနှစ်ယောက်လည်းတတိနဲ့သွားလာနေကြတာပေါ့ရွှေစံတော်မှာဒုနှစ်ယောက်တစ္ဆာဆိုခဲ့ကြတယ်တယောက်ပေါ့တယောက်တစ္ဆာရှိရှိနဲ့ချစ်ခဲ့ကြပြီမဲ့တန်ကြမာကြောင့်မပေါင်းခဲ့ရသည်ရှိခဲ့ပါလိမ့်နောင်ဘဝမှာဖရာတပည့်တော်မတို့ချစ်သူနှစ်ယောက်အကျင်လင်များအဖြစ်ပေါင်းဖက်ရပါလို့ရအရှင်ဖရာငါမှတ်မိသေးတယ်လေတာတည်း ဲ့ဒီနေ့ကငါအဝါရောင် ပိုးထမိန်လေးနဲ့အဝါဖြော့ဖြော့အင်ကြီးလေးကိုဝစ်ထားတာ။ကောင်းပါလေအဝါရောင်နှင်းစီပန်လေးတစ်ပွဲပန်လို့ဟဲ့။ပကောင်းပါလေအဝါရောင်ရှန်တပတ်လေးတင်ထားခဲ့တာ။ငါချစ်သူကိုမင်းညုံကလည်းအင်းမရက်ကန်းစင်လုံကြီးအစိမ်းလေးဝစ်လို့အပေါ်ကလည်းပိုးအင်းကြီးအစိမ်းဖြော့လေးဝစ်လို့ကောင်းပါလေပိုးဘဝအစိမ်းဖြော့ဖြော့လေးပေါင်းထားတယ်။ကိုမင်းညုံကအရက်ထောင်းထောင်းမောင်းအသားလက်လက်နာရန်ပေါ်ပေါ်ညလုံးမျက်ဖန်ကောင်းကောင်းနှာခမ်းမွေလေးတက်တက်နဲ့ယောက်ျားပီတာရဲ့ရုပ်ရည်ရှိတဲ့လူလေး။ ပြည်မျိုးသားရဲ့တက်ထဲမှာလဲရဲမက်တွေဟာလေးစားကြည့်ညိုရတဲ့ပုံမင်းတစ်ယောက်ပေါ့အဲ့ဒီနေ့ဟာကိုမင်းညိုနိုင်ငံနဲ့ရွှေစံတော်ဖရားဘွားနေပြီးအေယာဝတီမြကြီးကိုကြည့်ခဲ့ကြတယ်ပြီးတော့ဖရားကောင်းတော်ရဲ့စင်ကြီးလျှော်လန်းလေးအတိုင်းဆင်းလာပြီးတော့စကားပင်လေးတွေအောက်မှာထိုင်နေကြတယ်ကိုမင်းညိုဟာစကားပွင့်ဝဝလေးတွေကိုကောက်ပြီးတော့လျှော်မြင်လေးနဲ့တည်တယ်ပြီးတော့ငါကောင်းမှာပန်းကောင်းလေးလှုပ်ပြီးတော့ပန်မိတယ်နားရဲ့လေပင်းမှာလဲစကားပန်းဝဝလေးတွေကိုပန်းကောင်းလုပ်ပြီးတော့ဆွဲပေးခဲ့တည်တယ်။အဒီနီယာသူရောငါရောဆင်းညစ်စရာတွေကိုမေ့ထားပြီးတော့ တယောက်ကိုတယောက်မျက်တော်မကပ်ပဲငေးကြည့်ကြတယ်။ကိုမင်းညုံကငါရဲ့ပါနဖတ်ကိုညင်ညင်တတလေးနားငဲ့တယ်။ငါလည်းသူ့ရဲ့ပါနဖတ်ကိုပြန်ပြီးတော့နားငဲ့တယ်။အေယာဝတီမြေကြီးထဲမှာတော့ရွက်လွင့်ပြီးသွားနေတဲ့ကုံတယ်လေးတွေခတ်တက်နဲ့ခတ်ပြီးသွားကြတဲ့ပောက်တူလေးလေးတွေလော်တက်နဲ့လော်ပြီးသွားကြတဲ့လက်လော်လေးလေးတွေကြီးလူတော်ကောင်းသေးတယ်ဒါတည်းရဲ့။ငါ့ကိုပွေဖက်ထားတဲ့ကိုမင်းညုံရဲ့ရင်ခွင်ထဲမှာတနေ့လုံးမိပြီးတော့ငါနေခဲ့တယ်။အေးလေအချိန်ကြာတော့လေအိမ်ပြန်ခဲ့ကြရတာပါပဲ။ကိုမင်းညုံကငါ့ကိုအိမ်ပြန်ပို့ခဲ့တယ် အဲ့ဒီနောက်တော့ငါတို့နေရာမဆုံဖြစ်တော့ပါဘူးဟဲ့။ငါတို့ပြည်မျိုးဟာဆောင်းဆိုရင်အင်မတန်အေးရာဒါတည်းရဲ့။အဲ့ဒီနေရာအစော်ကြီးအိယာတို့တော့မောင်ကြီးကိုမတွေ့ဘူးဟဲ့။ငါလည်းညာဦးရဲ့ရေးစိမ်းထားတဲ့ကောင်းချင်းဆန်လေးကိုပေါင်းကြောင်မှာထည့်ပြီးတော့ကောင်းချင်းပေါင်းလိုက်တယ်။ကောင်းချင်းပေါင်းဖို့နှက်တဲ့အချိန်မောင်ကြီးကပြမလာသေးဘူး။မောင်ကြီးဘယ်ချင်းအထထသွားတာပါလဲ။မောင်ကြီးလာမှပဲကောင်းချင်းမောင်အတူတူစားတော့မယ်ဆိုပြီးမောင်ကြီးကငါစောင့်နေတယ်။နှမကြီးမသေးဘူး။နှမ အင်ရှိကရေကြီးတုပ်ပြခေါ်လိုက်တဲ့အတန်းကြောင့်ငါအင်ရှိကိုပြေးထွက်လိုက်တယ်။မျက်စိမျက်နှာပြတ်ပြီးတော့အိမ်ပေါ်ပြေးတက်လာတဲ့မောင်ကြီးကိုတွေ့တော့ငါရှင်နေတဒိန်းနေခုံသွားလိုက်တာတတရဲ။မောင်ကြီးဘာဖြစ်လို့တော့နှမအစင်းနဲ့ပြင်လာတဲ့ပစ္စည်းတွေယူတော့အင်းဝတက်တွေရောက်လာပြီ။မျိုးစားမင်းဝင်အင်းဝရွှေနှန်းတော်ကိုလိုက်ခဲ့ရမယ်။ကိုရံတော်တက်တွေမခေါ်ရဘူးလို့အမိန့်ပါလာတယ်။အမိန့်ကိုနားထောင်ပြီးတော့ငါတို့မျိုးစားဟာပပရေပြီးတော့ပြောလိုက်တယ်နှမရဲ့။ဟင်ဘယ်လိုပြောလိုက်တာလဲမောင်ကြီးရဲ့။ အလောင်းမင်းမြတ်ဦးအောင်စေရရဲ့ကောင်းမောင်စံမင်းတွေကလွှဲရင်ငါဘသူ့ကိုမှမယုံကြည်ဘူးဟဲ့အင်းဝါအောင်ငါမလိုက်နိုင်ဘူးလို့ပြောလိုက်တယ်နှမရဲ့ဟာဒီလိုပြောလိုက်တော့ဘာဖြစ်တော့မောင်ကြီးအင်းဝါရောက်လာတဲ့တက်မင်းကသူ့ဓာတ်ကိုချွေငနေမြအောင်ဆွဲထုတ်လိုက်တာပေါ့ကွယ်မြူသားမင်းကလည်းအစင်သင့်လွယ်ထားတဲ့ဓလွယ်ကဓာတ်ကိုချွေငနေဆွဲထုတ်ပြီးတော့တက်မင်းကိုခုတ်တယ်ဟာငါလက်မီးတော့အော်လိုက်မိတယ်တာတည်းရဲ့ငါတို့မြို့သားကဓာရေးလို့ကြွလာကလားနှမရဲ့မြို့သားရဲ့ဓာချက်ကဥသွားတယ် အင်ဝါတက်မရဲ့လေဘင်းကသူ့ရီပန်းထွက်လာပြီးတော့ကျမ်းမြင့်ကိုဘုံဝင်နဲ့လဲကြသွားရောနှမရဲ့ဟာဒါဆိုရင်ဟုတ်တယ်နှမရေနောက်ထပ်တက်မင်းတယောက်ကရှေ့ကိုပြေးထွက်လာပြီးတော့မျိုးစားနဲ့ဓာရိုက်ရှင်ကြတယ်ဒီတုံးမှာပဲပြည်မျိုးစားကပုံကံမြင်ဟိတိုက်ကြတော့လို့အင်ဝါတက်မင်းတယောက်ကအတန်အကျယ်ကြီးနဲ့អော်လိုက်တော့တာပေါ့နှမရဲ့ဒီမှာရင်ပြည်မျိုးစားရဲ့တက်တွေနဲ့အင်ဝါတက်တွေတိုက်ကြတော့တာပေါ့ဒါဆိုရင်မောင်ကြီးကိုမင်းညို့ကိုမတွေ့ခဲ့ဘူးပေါ့ဘယ်လိုလုပ်တွေ့မှာလဲနှမရဲ့ နှစ်ပတ်တက်တွေကလုံထွေးပြီးတော့တိုက်နေကြပြီ။ငါလည်းစောစောကပေါင်းထားတဲ့ကောင်းချင်းပေါင်းတွေကိုငါပြောပန်းနဲ့ထုတ်ပြီးတော့အစင်သိမ်းလောက်ထားတဲ့ပစ္စည်းထုတ်ကိုကောင်းမွန်ရွက်လိုက်တယ်။မောင်ကြီးကလည်းသူအစင်နဲ့ပြင်ထားတဲ့အထုတ်ကိုပခုံးမှလွှဲလိုက်တယ်။မောင်ကြီးနှမတို့ကအခုဘယ်ကိုပြေးရမှာတုန်း။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိလိုက်ပါအားပေးနားဆင်ကြရတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မကြမီအပိုင်းနဲ့ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့မြစ်တန်လွေ channel လေးကို like and subscribe လုပ်ထားပြဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။